မင်္ဂလာပါကချုံ if တရင်ဌာနကပတ်စင်တန်းလာနေကနေတောက်ကြနေသည့်ညနေခင်းတိုင်းတင်ဆက်သွားမယ့်တရင်အစီအစဉ်ဖြစ်ပါတယ်ကျွန်မကတော့နေစဉ်ထူးခြားတရင်တွေကိုတင်ဆက်ပေးပါမယ်တရင်အစီအစဉ်တင်ဆက်သူမဆက်မဖြစ်ပါတယ်မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တအူ ABSDF ကမကွေစကိုင်းမန္တလေးနဲ့ကချင်ပြည်နယ်တွေမှာအမျိုးသားညီညွတ်ရေးအစိုးရအငြင်းကြီးနဲ့လက်တွဲပြီးတိုက်ပွဲတွေပေါ်ဆောင်နေတယ်လို့ ထုတ်ပြန်ထားပါတယ် ABSDF ဖွဲ့စည်းတည်ထောင်ခြင်း39နှစ်ပြည့်တဲ့နိုဝင်ဘာ၁ရက်နေ့မှာထုတ်ပြန်ခဲ့တာဖြစ်ပါတယ်ရှစ်လေလုံးလူထုအရေးတော်ပုံကြီးအနေနဲ့မွေးဖွားရှင်သန်ထမြောက်လာခဲ့တဲ့မကာတက ABSDF တောင်းသားအသံတော်ဟာ လူမျိုးပေါင်းစုံအင်အားစုအတီးတီတိုင်းရင်းသားပြည်သူလူထုတရက်လုံးနဲ့အတူစစ်အာဏာရှင်စနစ်ခြုံငင်းရေးအမျိုးသားအတန်းတူရေးကိုကံကြမ္မာကိုဖန်တီးခွင့်ရရှိရေးဖက်ဒရယ်ရေးအတွက်စီရေးနိုင်ငံရေးတန်တမာရေးတိုက်ပွဲတွေကိုဟန်ချက်ညီညီလက်တွဲတိုက်ပွဲဝင်နေတယ်လို့လည်းပြောထားပါတယ်။ဒါအပြင်1988ခုနှစ်ကနေဒီကနေ့ຫນွေဦးတော်လှန်ရေးကာလအထိတပ်ဖွဲ့ဝင်စုစုပေါင်း1000ကျော်အသက်ဆုံးလို့ပေးဆက်ခဲ့ကြရပြီးတော့တပ်ဖွဲ့ဝင်900လောက်ဟာကိုလက်အင်ကဆုံးလို့ခဲ့ကြရတယ်လို့လည်းထုတ်ပြန်ထားပါတယ်။ ယ်။လက်ရှိအချိန်မှာ ABSDF ကမိုးမော့မန်စီ၊ဗမော် မော်လူကတာထီးကျိုင်းအင်းတော်မြင်းမာပင်မြေလက်ဒေတာရောမာနေဘလော့မဲတဝကော့ကရိတ်ကြိုက်ထိုတနင်္လာရီစတဲ့နေမြေတွေမှာရွရွချွချွတိုက်ပွဲဝင်ခဲ့ကြသလိုတိုက်ပွဲဝင်နေစေဖြစ်တယ်လို့လည်းပြောပါရယ်။ ရှမ်းနီအမျိုးသားများတက်မတော် SNE တက်တာတအုပ်ကစကိုင်းတိုင်းဗမောင်းမြို့နယ်အနောက်ချံကအလဲရွာဒီလာရှင်ကျောင်းမှာစစ်ဘေးရှောင်နေတဲ့အမျိုးသမီးတအုပ်ကိုအော်တိုဘာလ30ရက်နေ့ကတနက်ထောက်ပြီးအဓမ္မပြုခြင်းခဲ့တယ်လို့ဒေသခံတအုပ်ကပြောပါရယ်ကျူးလွန်ခံရသူကအသက်ရောဂါရှိတာကြောင့်ကျမကြီးချိုးတဲ့နေသူတအုပ်ဖြစ်ပြီးတော့အသက်35နှစ်အရွယ်ရှိပြီလို့သိရပါရယ် ကျွလွန်ခံရတဲ့အမျိုးသမီးဟာအသက်ရောဂါရှိတာကြောင့်မိခင်ဖြစ်သူကတခြားရွာသားတွေလိုလွတ်မြောက်ရာကို မသိမ်းရှောင်နိုင်ခဲ့ပဲရွာကဒီလရှင်ကြောင့်မှာတာအမီနဲ့ရောက်သိမ်းရှောင်ခိုးလုံနေတဲ့အချိန်မှာ SNA တပ်သား2ဦးကတနက်ထောက်ချင်း6ခေါ်ဆောင်သွားပြီး၎င်းတပ်သား2ဦးတွေကတအူးကအမျိုးသမီးကိုအဓမ္မပြုချင်းခဲ့တယ်လို့ဆိုပါတယ်အော်တိုဝါ30ရင်းနေည9နာရီလောက်မှာရဲဘော်နေရောက်ကလာခေါ်ထားတယ်ဗောလေ SNA တပ်သားရဲဘော်နေရောက်လို့ပြောတယ်ဗျာ တနက်ထောက်ပြီးတော့အဲ့ဒီချိန်မှာသူ့အမေကကျမသမီးကကျမကြီးလည်းမကောင်းဘူးတက်တယ်ပေါ့လေအဲ့ဒီအတွက်ကိုမခေါ်တော့ပါနဲ့တောင်းမမာရဲဆိုတော့ကိုမရပဲနဲ့အတင်းခေါ်ရတာပေါ့မေဒီလာရှင်ချောင်းကလည်းတအိမ်ကျော်ကိုခေါ်ပြီးတော့အဓမ္မပြုတင်တယ်9နာရီခွဲမှာပြန်ပိုးခဲ့တယ်လို့ဖြစ်စဉ်ကိုသိရှိထားသူတို့ကကချင် wave ကိုပြောပြပါဗျာကချင် wave ကကြီးခွင့်ရရှိခဲ့တဲ့ကျူးလွန်ခံရတဲ့အမျိုးသမီးရဲ့ထွက်ဆိုချက်အရာ အဆက်နေတသားကမယ်ဒီလာရှင်ကျောင်းနဲ့မလန်မကန်းမှာရှိတဲ့နေအိမ်မှာအမျိုးသမီးကိုမျိုးလုံးကိုစီးပြီးလက်ကိုကျိုးတုပ်ပြီးတော့အသမပြုခြင်းခဲ့တာလို့သိရှိရပါဗျ။ ဖြစ်စဉ်ဖြစ်ပွားပြီးနောက်တနေ့မှာကျွလွန်ခံရတဲ့အမျိုးသမီးနဲ့မိခင်ဖြစ်သူတို့ဟာတော်လင်ရေးထိန်ချုပ်နယ်မြေဘက်ကိုရောက်ရှိလာခဲ့ပြီးတော့ဈေးကန်တစ်ခုကနေတဆင့်အခုလိုကြုံတွေ့ခဲ့တာကိုဖွင့်ဟဖော်ထုတ်ခဲ့ရလို့သိရပါဗျာ။ပမောင်မျိုးကိုတော်လင်ရေးအင်အားစုတွေကစတေမာ20ရင်းနေမှာတိမ့်ပိုက်ပြီးနောက်မျိုးရဲအနောက်ချမ်းမှာရှမ်းနီအမျိုးသားများတက်မတော် SNL တပ်တွေနဲ့တိုက်ပွဲဆက်လက်ဖြစ်ပွားနေတာကြောင့်ဆက်သောနားရက်ကအလေရွာ၊ကန်ရွာ၊ကြောင်လဲ၊ပင်ဟင်းကခမိုး၊မြစ်သေးချင်းစတဲ့ကြေးရွာတွေတာခံပြီးသူတောင်းတဲ့ချီဆစ်ဆောင်နေရကြောင်းသိထားရပါဗျာ။ဒီကနေ့ရဲ့တ င်းတင်ဆက်မှုအစီအစဉ်ကိုဒီမှာပဲရန်နာပါရစေမိဘပြည်သူအားလုံးစိတ်ချမ်းသာကိုကျန်းမာပြီးဘေးအန္တရာယ်ကင်းရှင်းပါစေလို့ဆုတောင်းမေတ္တာပို့သလိုက်ပါတယ်